ဇနီးတဲ့ရဲ့သက်စာပေါင်းမှုကိုခံရရတဲ့ဒန်ဟွန်ရဲ့အဆုံးသတ်ဒန်ဟွန်ကနိုဝင်ဘာလ6ရက်နေ့မှာဖောက်ပြန်ခဲ့တဲ့သူ့ရဲ့ဇနီးကိုတရားရုံးမှာတရားဝင်ကွာရှင်းခွင့်ရှောက်လာတင်ခဲ့လိုက်ပါပြီ။ ကာဘဲဂိုးစ်လိုလူအများစုကအားကြခဲ့ရတဲ့ကိုရီးယားနဲ့အင်ဒိုနီးရှားနိုင်ငံခြားသားစုံတို့တို့ရဲ့အဆုံးသက်ဝမ်းနည်းစရာဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီတဲ့တဲ့ဟာအင်ဒိုနီးရှားမှာအယောင်ကိုလူပြောများနေတဲ့တဲ့တစ်ခုဖြစ်နေရပါသူတို့ရဲ့ချစ်စလန်ဟာချစ်စရာကောင်းပြီးတော့လူအများရဲ့အားကြောင့်မှုကိုရရှိခဲ့ပါတယ်အထူးသဖြင့်ကလေး၃ယောက်အထိထွန်းကားခဲ့တဲ့သူတို့ရဲ့မိသားစုပုံရိပ်ဟာလူမှုကွန်ရက်ပေါ်မှာပြည့်ပြည့်စုံတဲ့ပုံရိပ်တစ်ခုလိုထင်ပေါ်ခဲ့တာပါပရိသတ်တွေကသူတို့ကိုကာဘဲဂိုးစ်လိုသတ်မှတ်ခဲ့ကြပြီးတော့ဒီပျော်ရွှင်စရာဘဝလေးဟာထာဝရတည်မြဲနေမယ်လို့ထင်ခဲ့ကြပါတယ် ဒီလိုပျော်ရွှင်နေတဲ့မိသားစုဘဝလေးဟာ2025ခုနှစ်အောက်တိုဘာလလေလောက်မှာတော့ရုတ်တရက်အကြောင်းထင်လာခဲ့ပါတယ်။အင်ဒိုရှင်မိခင်ဖြစ်သူအင်ဒိုနီးရှားသူမှာသူတို့ရဲ့နိုင်ငံသားတူဖြစ်တဲ့လက်ဝဲသမားတယောက်နဲ့ဖောက်ပြားနေရဆိုတဲ့သတင်းနဲ့ဓာတ်ပုံနဲ့ဗီဒီယိုလေးလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတာကြောင့်ပါခင်ဗျာ။ဒီတဲ့ရင်တွေထွက်လာချိန်မှာတော့ဒဲဟောင်းကချက်ချင်းထွက်လာတဲ့ကြီးတုံးပြန်မဲ့အစားသူ့ရဲ့ Instagram မှာသူ့ရဲ့ဝမ်းနည်းမှုကိုဒါအရေးမှုပြသခဲ့ပြီးတော့အရေးကြီးဆုံးအနေနဲ့ကတော့သူဟာသူ့ရဲ့ချစ်ရတဲ့ကလေး၃ယောက်ကိုဒီလိုပြဿနာတွေပြင်ပရဲ့ဝေဖန်မှုတွေကနေကောက်ွယ်ပေးဖို့အတွက်ပြိဿတွေကိုတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ကြခင်မှာထိုအင်ဒိုနီးရှားသူမကိုလူတွေကမုံတီးလာကြပြီးတော့ထိုအင်ဒိုနီးရှားသူမဟာသူမကျူးလွန်ခဲ့တဲ့အမားတွေကိုလူသိရှင်များကိုတောင်းပန်ဝန်ခံလာခဲ့ရပါတော့တယ်။ဒါပေမဲ့တက်စာဖမှုတံကိုနောက်ထပ်မခံစားနိုင်တော့တဲ့ဒေဟွန်ဟာနိုဝင်ဘာလမှာတရားရုံးကိုတရားဝင်ကွာရှင်းွယ်လျှောက်လာတင်ခဲ့ပြီးတော့သူ့ရှင်းနေရဲ့ပြောကြားချက်အရကတော့ဒေဟွန်ရဲ့ကွာရှင်းဖို့ဆုံးဖြတ်ချက်ဟာအပိတက်ဖြစ်ပြီးတော့ပြန်လည်တင်မြတ်ဖို့လုံးဝအစီအစဉ်မရှိဘူးလို့သိရပါတယ်ခင်ဗျာ။ဒေဟွန်ဟာသူ့ရဲ့ဇနီးနဲ့အင်ဒိုနီးရှားမှာလက်ထပ်ပြီးတော့မိသားစုဘဝလီတီးဆောက်ဖို့အတွက်ကိုရီးယားခရီးယားဘာသာဝင်ကနေအစလန်ဘာသာကိုတောင်ကူးပြောင်းကူးကွယ်ခဲ့သူဖြစ်ပါတယ် ဒန်ယွန်ကဒီလိုမျိုးမွတ်စလင်ဘာသာကိုကူးပြောင်းခဲ့ပြီးတဲ့နောက်မှာလည်းသူ့ရဲ့ဘာသာရေးတာဝန်များကိုအလေးထားဆောင်ရွက်ခဲ့ပါတယ်။ဒါဟာမိသားစုတွေဆွလုံမှုအဖြစ်သူဟာမတူညီတဲ့ယဉ်ကျေးမှုဘာသာတရားနဲ့နေထိုင်မှုပုံစံကိုသူ့ရဲ့ဇနီးနဲ့ကလေးတွေအတွက်ဆွလုံပြောင်းလဲခဲ့တာဟာချက်ချင်းမြတ်တာကြောင့်ဆိုပြီးတော့ပြည်သက်တွေကချီးကျူးခဲ့ကြပါတယ်။ဒီလိုမျိုးချက်ချင်းမြတ်တာနဲ့မိသားစုကိုတီထောင်ခဲ့သူတို့အူကမှဇနီးဖြစ်သူကတက်စာဖောက်ခဲ့တာဟာပြည်သက်တွေရဲ့ဒေါသနဲ့စာနာမှုကိုပုံမမြင်မှားစေတဲ့အဓိကချက်ပါပဲခင်ဗျာ။ တယ်ဟောကနောက်ဆုံးမှာတော့တရားရုံးမှာခွာရှင်းမှုစတင်ခဲ့ပြီးတော့သူတို့ရဲ့ပထမဆုံးရုံးချင်းကိုနိုဝင်ဘာလ16ရက်နေ့မှာတောင်ချကတာဘာသာရေးတရားရုံးမှာပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူဟာရုံးချင်းကိုမရောက်လာခဲ့ပါဘူး။ဒါကြောင့်အိမ်ထောင်ရေးပြဿနာတွေအတွက်အ धिक လိုအပ်တဲ့ဂျားဝင်ဆေးဆက်ညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုမပြုလုပ်နိုင်သေးပဲရုံးချင်းကိုနောက်ရွှေ့ဆိုင်ခဲ့ရပါတယ်ခင်ဗျာ။ ဒီဝမ်းနဲ့ဆရာဇလန်းတစ်ခုလုံးရဲ့အဆိုးဆုံးသားကောင်တွေကတော့ဘသူတွေလဲလို့မင်းရင်တော့ကလေးငယ်၃ယောက်ပဲဖြစ်ပါတယ်ခင်ဗျာအချစ်ရဲမှာတက်ဆန်မဲမှုကိုချင်းတရားပြင်းမှုတို့ကြောင့်ဒီလိုချစ်ဆရာကောင်နဲ့မိသားစုလေးဟာပြက်စီးသွားခဲ့ရပါပြီကလေး၃ယောက်ရဲ့မျက်နှာကမှမထောက်ဖဲနေဒီလိုအမားမျိုးပြုလုပ်ခဲ့တဲ့ထုံမိမ့်မရဲ့လောက်ရအပေါ်ပြိတ္တတွေရဲ့ဒေါသနဲ့ဝေဖန်မှုတွေဟာဆိုရင်လည်းအခုချိန်ထိပြင်းထန်နေစေပါခင်ဗျာ ဟုတ်ကဲ့ပါ။ညောင်းချုံအနေနဲ့ကတော့လူမှုကွန်ရက်ပေါ်ကပြည်ပြဆုံးတဲ့ပုံရိပ်တွေဟာလက်တိဘဝရဲ့ခါတိတဲ့ဖြစ်ရမှန်တွေကိုဖုံးကွယ်ထားနိုင်တာကိုဒီဇလန်းကနေသင်္ကန်းစာယူစရာဖြစ်နေပါတယ်ခင်ဗျာ။ဒန်ဟုံးနဲ့ကလေးတွေရဲ့ရှေ့ဆက်အနာဂတ်အတွက်ကိုလည်းစိတ်မကောင်းခြင်းများစွာနဲ့အတူဒီမှာပဲညောင်းချုံလိုက်ပါတယ်နော်။